တော်တော်ရှင်နေအားလုံးတာလီဇော့ပါ Development Media Group DMG ရဲ့2025ခုနှစ် Match လ25ရက်နေ့အတွက်တရင်အတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့စက်ကောင်စီအရာရှိတွေကိုဖိတ်ပြီးစစ်တွေမှာပြုလုပ်တဲ့ ALP ရဲ့နှစ်ပတ်လည်နေ့အကြောင်းဘန်ကောက်ထိပ်သီးအစည်းအဝေးကိုစကောင်းဆောင်ကိုဖိတ်ခေါ်တဲ့အပေါ် DMD အဖွဲ့ကရှုတ်ချတဲ့သတင်းလင်းမြင့်နာကစက်ကောင်စီကကင်းစခန်းတစ်ခုကို AA သိမ်းပိုက်တဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူစောင်းနေတို့ကပူတွဲတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့စစ်ကောင်စီအရာရှိတွေကိုဖိတ်ပြီး ALB နစ်ပတ်လင်းနဲ့ပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ရခိုင်ပြည်လူမျိုးရေးပါတီ ALB ပြန်လည်ထူထောင်တဲ့၃နေပြည်နစ်ပတ်လင်းနဲ့အခမ်းအနားတရက်ကိုစစ်ကောင်စီထိန်းချုပ်ရာစစ်တွေမျိုးရှိ ALB ဌာနချုပ်မှပြုလုပ်ပါတယ်။ အခမ်းအနားကိုစစ်ကောင်စီရရှိတွေအပြစ်ခတ်ရစေးစာချုပ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေရခိုင်ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူတွေနဲ့လူ900ခန့်တက်ရောက်ခဲ့တယ်လို့ ALP ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီပွဲကို ALP ပြန်လည်ဖွဲ့စည်းခဲ့တဲ့မက်ရှလ9ရက်နေ့မှာကျင်းပမယ်လို့ရည်ရွယ်ခဲ့ပေမဲ့စစ်ရေးအရှင်တွေကြောင့်မူလအစီအစဉ်ကိုဖျက်သိမ်းကမက်ရှလ20နဲ့21ရက်နေ့မှာအဖြစ်သဘောနဲ့မျက်စံစွာကျင်းပခဲ့ရတယ်လို့ဆိုပါတယ်။ ဒါအပြင်အခမ်းအနားကိုနေရနှစ်ခုခွဲပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပြီး ALB တက်မှုတွေအစည်းအဝေးကိုမတ်လ22ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိစစ်တွေမြို့နယ်မှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲတွေရှိနေတာကြောင့်ဒီအချိန် ALB ကစစ်ကောင်စီခေါင်းဆောင်တွေကိုဖိတ်ကြားပြီးအင်အားပြအခမ်းအနားတွေလုပ်နေတာစစ်ကောင်စီအကူနဲ့ပြုလုပ်တာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဆလဘီ ဘန်ကောက်ထိပ်သီးအစည်းအဝေးကိုစကောင်းဆောင်ကိုဖိတ်ကြားတဲ့အပေါ် DMD အဖွဲ့ရှုတ်ရှားတဲ့တင်ကိုတင်ဆက်ပေးမှာပါ။ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့မှာဧပြီလ3ရက်ကနေ4ရက်နေ့ထိပြုလုပ်မဲ့ဘင်္ဂလားပင်လယ်အော်ဂန္ဓာဇုံနေပညာနဲ့စီးပွားရေးပူပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSDEC ထိပ်သီးအစည်းအဝေးကိုမြန်မာစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုထိုင်းအစိုးရကဖိတ်ကြားတာကို Defend Myanmar Democracy DMD အဖွဲ့ကအပြင်းထန်ရှုတ်ရှားလိုက်ပါတယ်။ ဲ့ဒါဟာမြန်မာပြည်သူတွေစန့်ကျင်နေတဲ့အာဏာသိမ်းကြိုးပမ်းမှုနဲ့ကမ္ဘာအတိုင်းဝန်ကဆက်အုပ်စုကိုပစ်တင်ရှုတ်ချနေတဲ့ကြားကဆက်ရဇဝဲမှုအစုလိုက်အပြုံလိုက်တပ်ဖြစ်မှုအရေးသားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုနဲ့မြန်မာဒီမိုကရေစီစနစ်ကိုဖျက်ဆီးမှုတွေအတွက်အဓိကတာဝန်ရှိသူကိုထိုင်းအစိုးရကတရားဝင်အသိအမှတ်ပြုဆက်ဆံလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ BNSDEC အဖွဲ့ဟာဘင်္ဂလားပင်လယ်ော်ဒေသကသူတို့ရဲ့အဖွဲ့ဝင်နိုင်ငံတွေကြားငြိမ်းချမ်းရေးစီးပွားရေး တိုးတက်မှုနဲ့လူနေမှုအဆင့်အတန်းမြင့်တင်ရေးတွေကိုအားပေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။မြန်မာစစ်ကောင်းဆောင်ကိုအာဆီယံထိပ်သီးအစည်းအဝေးကနေဖယ်ရှားထားပေမဲ့ BIANSDEC ကမြန်မာစစ်အုပ်စုကိုတရားဝင်အသိအမှတ်ပြုဆက်ဆံနေတဲ့အပြင်2022ခုနှစ်အတွင်းအဖွဲ့ရဲ့ပဋိညာစာတမ်းကိုလက်မှတ်ထိုးဖို့အတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့လက်ရှိဆုံးဖြတ်ချက်ဟာတန်တမာခင်းလှုပ်ဆောင်တာမဟုတ်ပဲရာဇဝတ်မှုတွေအတွက်ကြံရပါဖြစ်နေတာဖြစ်ပြီးမြန်မာပြည်သူတွေအပေါ်သက်စာဖောက်ရရောက်စီပြီးဒေသတွင်တရားမျှတမှုနဲ့ဒီမိုကရေစီပူပေါင်းဆောင်ရွက်မှုအခြေခံမှုတွေကိုဖြစ်စီရရောက်တယ်လို့ DMD တာဝန်ရှိသူကပြောကြားလိုက်ပါတယ်ခင်ဗျာမင်းမျက်နှာကစစ်ကောင်စီကာကင်းစကန်တခုကိုအေအေသိမ့်ပိတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးရှင်ပါတယ် EAOD တိုင်းလင်းမျက်နှာမျိုးတွေကစစ်ကောင်စီရဲ့ကာကင်စခန်းတစ်ခုကိုအာရခတက်တော်နဲ့ပူးပေါင်းတက်တွေသိမ်းပိတ်လိုက်တယ်လို့စစ်ရေးတရင်ရင်းမြစ်ထံကသိရပါတယ်။လင်းမျက်နှာမျိုးနဲ့ပသိမ်မုံရွာကားလမ်းဘေးမှာရှိတဲ့ဆက်ဆက်ရွာရွာနဲ့တုံးတိုးရွာတို့မှာပြီးခဲ့တဲ့မက်ရှလ၁၈ရက်ကစလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးမက်ရှလ၂၄ရက်မှာတုံးတိုးရွာကာကင်စခန်းကိုသိမ်းပိတ်လိုက်တာဖြစ်တယ်လို့စစ်ရေးတရင်ရင်းမြစ်တို့ကပြောပါတယ်။လက်ရှိမှာလင်းမျက်နှာမျိုးနဲ့ဝါဒိုကင်းကျေးရွာနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီကလည်းလေကြောင်းပြကူတာတွေနဲ့အပြင်းထန်ခုခံနေပြီးအရက်သားနေထိုင်ရာကြေးရွာတွေကိုကြားရတာကြောင့်ထိခိုက်သေးဆုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။လက်ရှိအီယာဝတီတိုင်းအတွင်းက AA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကြောင့်ရေကြီးငတိုင်းရှောင်းတာပေါင်းလေးမျက်နှာမျိုးနေတွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကစက်တက်လေထိဂျက်တိုက်လေယာဉ်တွေနဲ့အပြင်းထန်ပုံချေတိုက်ခိုက်နေပါတယ်။တရင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ အလုံးငွေကြီးအစမပြေတာကြောင့်ရခိုင်ရွှေပြောင်းလုပ်သားတွေမျက်ကြီးနာမှာတောင်းတင်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာပါကရှင်ပြည်နယ်ရောက်ရခိုင်ကရွှေပြောင်းလုပ်သားအများပြားဟာအလုံးအကိုင်းနဲ့ငွေကြီးအစမပြေတာတွေကြောင့်နေရက်မပြောင်းနိုင်ပဲမျက်ကြီးနာမြို့နယ်မှာတောင်းတင်နေကြပြီးနေထိုင်စားသောက်ရဲ့အခက်ကြုံတွေရတယ်လို့သိရပါတယ်လက်ရှိမှာရခိုင်ဒေသခံတွေဟာမြို့ပေါ်နဲ့ကြေးလက်ဒေသကဆွေမျိုးနေအိမ်တွေဒုံတော်ကြီးကျောင်းတွေမှာနေထိုင်နေကြပြီးအလုံးအကိုင်းရှားပါမှုအပြင်ကုန်စင်တို့မြင့်တက်တာတွေကြောင့်စင်ခုံမှုများစွာနဲ့ရင်ဆိုင်နေကြရတာပါ ကချင်ပြည်နယ်ကဖားကန့်တနိုင်ဝိုင်းမော်ရှိဖွေစတဲ့မြို့နယ်တွေမှာကြောက်စိမ့်ရွှေပရင်တက်ထုံလို့ရေးလုပ်ငန်းတွေအပြင်ရပါကျွန်းငပြောစတဲ့စိုက်ပရေးလုပ်ငန်းတွေကိုရခိုင်လူမျိုးအများအများလုပ်ကင်နေကြတာပါအဲ့ဒီမြို့နယ်တွေမှာ2023ခုနှစ်နှစ်ကုန်ပိုင်းကစလို့စက်ကောင်စီနဲ့ KAI တို့တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်လုပ်ငန်းခွင်အများစုရန်နာခဲ့ရပါတယ်အဲ့ဒီအကျိုးဆက်ဖြစ်လုတ်ကင်နေတဲ့ရခိုင်လူမျိုးတွေဟာအလုတ်လက်မဲ့ဖြစ်နေရတာကြောင့်မြကျိနာမြို့နယ်ကိုရွှေ့ပြောင်းလာကြတာဖြစ်ပါတယ် ကရှင်ပြည်နယ်မှာမြို့နယ်၁၆ခုရှိပြီးအဲ့ဒီထဲကမြတိနာဗမော်တနိုင်းဝိုင်းမော်ရှိဖွေးအင်ဂျန်ရံမြို့နယ်တွေမှာရခိုင်ရွှေပြောင်းအလုသမားတွေအ धिक နေထိုင်ကြပြီးတော့လူရဲတသိန်းကျော်လောက်နေထိုင်ကြတယ်လို့ကရှင်ပြည်နယ်ကရခိုင်လူမှုအဖွဲ့အစည်းတွေကခန့်မှန်းထားကြပါတယ်လရှိမှာကရှင်ပြည်နယ်ကိုရောက်ရှိနေကြတဲ့ရွှေပြောင်းအလုသမားရခိုင်လူမျိုးတွေဟာလာပေါင်းများစွာလောက်ကင်စားသမှုအစင်မပေးကြတဲ့ကြောင့်ရခိုင်ကိုနေရပြန်လာသူတွေလည်းရှိနေပါတယ်ခင်ဗျာဆက်ပြီးတော့ရခိုင်ဒေသခံတွေမိုင်းအနေနဲ့ဆက်တိုက်ကြုံနေရတဲ့သတင်းကိုလည်းပြောပြပေးရှင်ပါတယ် ရခိုင်မှာအခုရပိုင်တွင် မိုင်းပောက်ခွဲတာစတိတ်ရှိနေပြီးဒေသခံတွေဒဏ်ရာရရှိမှုမှာလည်းမြင့်တက်လာနေပါတယ်။ပြီးခဲ့တဲ့မက်ရှလ21ရက်ကတောင်ကုန်းမြို့နယ်ရန်ကိုကျေးရွာကဥကြုံမြင့်ဟာမိုင်းနစ်မိပြီးညာဘက်ရှိတော့ပြတ်တောက်သွားတဲ့အပြင်ညာဘက်စီးကုန်မှာလည်းပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒါအပြင်မက်ရှလ20ရက်နေ့ကလည်းတန်တွင်းမြို့နယ်ရေဖြူအိုင်ကျေးရွာကမောင်ဆန်းဝင်းဆိုတဲ့သူမှကျေးရွာနီးထိခောက်သွားစဉ်ကမိုင်းနှင်းမိတာကြောင့်ညာဘက်ရှိတော့ပြတ်တောက်သွားပြီးလက်ရှိမှာအရေးပေါ်စစ်ကူတမှုခံယူနေရပါတယ်။ ရခိုင်မှာ2025ခုနှစ်ဇန်နဝါရီလကနေမတ်လ16ရက်နေ့အထိမိုင်းပေါက်ခွဲတာကြောင့်အယက်သားတေဆုံးတန်ရာသူစုစုပေါင်း43ဦးထိရှိတယ်လို့ DMG ကကောက်ယူထားတဲ့စာရင်းအရသိရပါတယ်ထိန်ချုပ်ဒေတာတွေမှာအရခတက်တော်ကမန်ရှင်လင်းရေးလောက်တာ အသိပညာပေးတာမိုင်းတတိပေးဆိုင်ဖို့စိတ်ထူတာတွေကိုလှုပ်ဆောင်နေပေမဲ့မြေမြုပ်မိုင်းနဲ့စစ်တန်လက်နဲ့အန်ဒီကဒေတာခန့်တွေအတွက်ချင်းရှောင်းမှုကြီးတစ်ခုဖြစ်နေသေးပါ နောက်ဆုံးအနေနဲ့စစ်တွေဒေသခံအမွတ်စလင်း20လောက်ကိုစစ်ကောင်စီဖမ်းဆီးတဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်စစ်တွေမြို့နယ်တက်ကဲပြင်းဒပိုင်းအောင်မင်္ဂလာရပ်ကွက်တွေကမွတ်စလင်း20လောက်ကိုရေချမ်းပြင်းနဲ့အငူမော်နီမေယုမြို့ဝမှာမက်ရှလာတတိယဘက်ကစစ်ကောင်စီရေတပ်ကဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်။ မစလင်ဒေသခံငါဖမ်းသမားတွေဟာမေယူမြဝမှာငါဖမ်းနေစေကိန်းလန့်နေတဲ့စက်ကောက်စီနေပြီနဲ့တွေ့ပြီးဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးဒီနေ့ချိန်ကြီးအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်ဖမ်းဆီးခံရသူတွေရဲ့အမည်နဲ့တခြားအချက်အလက်တွေကို DMG ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်စက်ကောက်စီကစက်တွေမျိုးနဲ့ကမစလင်တွေကိုဖမ်းဆီးတာငွေညှက်တာနဲ့စက်မှုထမ်းဖို့အတင်းအဓမ္မလူသက်စုဆောင်းတာနဲ့စာဝန်တွေရတဲ့ငါဖမ်းသမားတွေကိုပါဖမ်းဆီးမှုတွေရှိလာနေတာကြောင့်ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေကြပါတယ် အဲဒါကြောင့်လက်တလောတိုက်ပွဲပြင်းထန်နေတာနဲ့အတူစစ်တွေဒေသခံမွတ်စလင်တို့ဟာရန်ကုန်နဲ့တခြားအေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုရရနေလနဲ့တုံးပြီးထွက်ပြေးမှုတွေရှိနေပါတယ်။လက်ရှိစစ်တွေမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေပြီးလက်လက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတဲ့အပြင်စစ်ကောင်စီကလည်းအနီးအနားကျေးရွာတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခတ်မှုတွေရှိနေပါတယ်ခင်ဗျာ။ဒီကနေ့သတင်းတင်တာထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညနာလိုက်ရပါတယ်။ ။တခိုက်ပြည်တွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့ထိည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပေးနိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။